ဂျာဘာ OBC တွေရဲ့အပိုင်းကားအနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့အပိုင်းကားမှာတော့ polymorphism အကြောင်းကိုလေ့လာကြပါမယ်ကျွန်တော် polymorphism ဆိုတာကတော့ပေါ့နော်ကျွန်တော်တို့ပုံစံအမျိုးမျိုးကိုပြောင်းလဲလို့ရတဲ့သဘောတရားပဲဖြစ်ပါတယ်ကျွန်တော်တို့ဘလိုပုံစံမျိုးလုံးဆိုတော့ပေါ့နော်ကျွန်တော်လက်တွေ့လေးကြည့်ကြည့်ရအောင်ကျွန်တော်ဒီမှာဆိုရင်ပေါ့နော်အတားမှာအရင်သင်ခန်းစာကကျွန်တော်တို့ဒီ inheritance အကြောင်းကိုလေ့လာခဲ့တယ်ပေါ့နော် inheritance မှာကျွန်တော်တို့ vehicle ဆိုတဲ့ class ကနေပြီးတော့ကျွန်တော်တို့ class အ chain class တွေအနေနဲ့ပေါ့နော် car ဆိုတဲ့ class ရယ် bicycle ဆိုတဲ့ class ရယ်ပြီးအများကြီးခွဲလိုက်တယ်ပေါ့နော် တကယ်လို့ဒါပေါ့နော်သူ့ရဲ့ဒီမှာဆိုရင်ပေါ့နော် step ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်ပေါ့နော် step ဆိုတဲ့ကျွန်တော်တို့ method ကလေးပေးတဲ့ class မှာရှိနေတယ်ပေါ့အဲ့ဒီ class လေးကိုပေါ့နော်ကျွန်တော်တို့ဒီဘက်ကျွန်တော်ကားဆိုတဲ့ class ထဲမှာလည်းအဲ့လို class မျိုးကိုပေါ့နော်ကျွန်တော်တို့တဆင့်အနေနဲ့ပြန်ပြီးတော့ modify လုပ်ပြီးတော့ပြန်သုံးကျင်နေဆိုရင်သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ဘယ်လိုဘာလုပ်တယ်လို့ခေါ်တော့ဆိုတော့ဒီ method override လုပ်တယ်လို့ခေါ်တယ်ပေါ့နော် method overriding လုပ်တယ်လို့ခေါ်တယ်ပေါ့နော် override လုပ်တယ်လို့ခေါ်တယ်ပေါ့ အဲ့တော့ method override လုပ်တယ်ဆိုရင်ကျွန်တော်တို့ဆိုကြပါတော့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာလဲ step ဆိုတဲ့ method တခုကိုဖန်တီးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ step မှာကျတော့ system. တမျိုးပြောင်းလိုက်မယ်ပေါ့နော် system. out. print ဆိုပြီးတော့ဒီမှာကကျတော့ကျွန်တော် car is moving ပေါ့နော် car is moving ဆိုပြီးတော့ကျွန်တော် ပြောင်းလိုက်မယ်ပေါ့နော်ကျွန်တော် step လောက်တာချင်းတူတူဒါပေမဲ့ကျွန်တော်တို့ car ကနေ step လောက်မယ်ဆိုရင်ကျွန်တော်တမျိုးပြောင်းသွားအောင်လို့ကျွန်တော်ပြလိုက်ချင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အဲ့ car ထဲကနေပြီးတော့ကျွန်တော် step ခေါ်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင် car တော့ step ဆိုပြီးကျွန်တော်ခေါ်ကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ car is moving လို့ပြသွားတာတွေ့ရပါတယ်ပေါ့နော်ကျွန်တော်တို့အရင်သင်ခန်းစာမှာလိုမျိုးကျွန်တော် vehicle running ဆိုပြီးတော့မပြတော့ဘူးပေါ့နော်ယာဉ်ကြီး run နေတယ်ဆိုပြီးတော့မပြတော့ဘူးယာဉ်ကဘာယာဉ်မှန်းလဲမသိဘူး မဖြစ်ရတော့ဘူးเนาะကျွန်တော်တို့ဘာသားကျွန်တော်တို့ဘာကြီးလုံးလိုက်တော့ဆိုတော့ဒီမှာ step ဆိုတဲ့ဒီ method တခုပေါ့เนาะထပ်ပြီးတော့ override လုပ်လိုက်တယ်ပေါ့အဲ့လို override လုပ်ပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်ပေါ့เนาะ car is moving ဆိုပြီးတော့ဒီတန်းကျွန်တော်တို့တုံးလို့ရပါတယ်ဟုတ်ပြီအဲ့လိုပဲပေါ့เนาะကျွန်တော်ဒီမှာဒီဘက်က bicycle မှာလည်းအဲ့တိုင်းပဲကျွန်တော် public white ဆိုပြီးတော့အာ step ဆိုပြီးတော့ကျွန်တော်တို့ method override လုပ်ပြီးတော့တုံးလို့ရတယ်ပေါ့နော် override လုပ်တယ်ဆိုတော့ကျွန်တော်တို့ရှိပြီးသား method ပေါ်မှာထပ်ပြီးတော့အုပ်ပြီးတော့ပေါ့နော်ကိုယ့်အကူ method တခုထပ်ပြီးတော့ရေးရနေဖြစ်ပါလေ ဲ့တော့ကျွန်တော်ဒီမှာလည်းအဲ့တိုင်းပဲကျွန်တော်အဲထုတ်ခိုင်းလိုက်မယ်ဘာလို့ထုတ်ခိုင်းလိုက်မှာလို့ဆိုတော့ system dot out dot print print ဆိုပြီးတော့ကျွန်တော် print and run သုံးလိုက်မယ်ပေါ့နော်နောက်တစ်ကြောင်းဆင်းအောင်လို့ and run ကိုသုံးလိုက်မယ်ဒီကကြတော့ basket moving ပေါ့နော် basket moving ဆိုပြီးတော့ကျွန်တော် ပြောင်းလိုက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်းအဲ့တိုင်းပဲတကယ်ဒီမှာ bicycle ဆိုတဲ့ class ကိုကျွန်တော် instant heal လုပ်ပြီးတော့ step ဆိုတဲ့ method လေးကိုခေါ်သုံးထားပါတယ်ဒါဆိုရင်အဲ့တိုင်းပဲသူ့ထဲက bicycle တွေကကျွန်တော်တို့ဒီ vehicle တွေကဒီ step ဆိုတဲ့ method အပေါ်မှာကျွန်တော်တို့ဟောဒီ bicycle တွေက step ဆိုတဲ့ method ကအုပ်ပြီးတော့ပေါ့နော်ထပ်ပြီးတော့ modify လုပ်ပြီးတော့အသုံးသုံးအသုံးပြုသွားမှာဖြစ်ပါတယ် override လုပ်ပြီးတော့အသုံးသုံးပြုသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ် run ကြည့်လိုက်မယ် run နေဆိုရင်ကျွန်တော်ဒီတိုင်းပဲ car is moving bicycle is moving ဆိုပြီးတော့ကျွန်တော်တို့သူ့သူ့ ဟိုပါဘောနော်ယင်ရဲ့သူ့ရဲ့ဒီယင်ရဲ့အစစ်မှန်ကိုသွားပြီးတော့ပြပါပြီဟုတ်ပြီအဲ့ဒါကိုကျွန်တော်ကျွန်တော်တို့ method override လုပ်တယ်လို့ခေါ်တယ်ဗောနော် polymorphism ဆိုတာလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီဗောနော်ပုံစံမျိုးမျိုးပြောင်းလဲအသုံးပြုလို့ရတယ်ဟာကို polymorphism လို့ခေါ်ခြင်းဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့လိုပဲဗောနော်ကျွန်တော်နောက်ထပ်ဘယ်လိုလုပ်လို့ရသေးတုံးဆိုတော့ဗောဒီမှာကျွန်တော်တို့နောက်ထပ်ဒီ method တွေကိုဗောနော်ထပ်ပြီးတော့သုံးလို့ရသေးတယ် ျွန်တော် step ဆိုတဲ့ method တခုထပ်ပြီးတော့သုံးလို့ရသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဆိုရင်ဒီမှာလဲ step ရှိတယ်ဒီမှာလဲ step ရှိတယ်ဆိုတော့ step က step ဆိုတဲ့ method ကနှစ်ခုကြီးဖြစ်နေမယ်လို့ဆိုရင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြဿနာမရှိပါဘူးဒီတိုင်းတခုတော့လိုတယ်ပေါ့နော်ကျွန်တော် method နာမည်တွေတူလို့ရတယ်ဒါပေမဲ့သူ့ထဲမှာရှိနေတဲ့ parameter ကတော့တူလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျတော့ parameter လေးထည့်ခန်းနိုင်မယ်ကျွန်တော်အဲဆိုကြပါတော့ပေါ့နော် number ပေါ့နော် number ဆိုပြီးတော့ parameter လေးတခုထပ်ပြီးတော့ဒီမှာတိုးသွားတယ် number ဆိုတဲ့ parameter လေးပေါ့နော် တကယ်လို့အဲ့ဒီ number ဆိုတဲ့ parameter လေးဒါရှိလာပြီဆိုရင်ကျွန်တော်ကအဲ loop back ခိုင်းလိုက်မယ်ပေါ့နော် for loop နဲ့ loop back ခိုင်းလိုက်မယ် in i equal to 0ပေါ့နော်0ဆိုပြီးတော့အဲဒါကတော့ကျွန်တော်တို့ for loop အကြောင်းနားလည်မှာဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော် i greater than အဲ sorry i less than ပေါ့နော် i less than ဘယ်အထိတုန်းဆိုတော့အဲ့ဒီ number ဆိုတဲ့ count ထိပေါ့မရောမချင်းပေါ့နော် အဲနောက်တစ်ခါ i+++ လို့ပြီးတော့ဆက်ပြီးတော့ loop back ခိုင်းနိုင်မယ်ပေါ့ဟုတ်ပြီအဲ့လို loop back ခိုင်းပြီးဘာလို့ loop back မအောင်ဆိုဟောဒီကောင်ကြီးကိုအဲ loop back မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာအဲ့တိုင်းပဲကျွန်တော်ခဏကပြောတဲ့အတိုင်းပဲကဆိုတဲ့ method ကို stack လောက်ခိုင်းလိုက်ပေါ့နော်ဒါပေမဲ့ stack လောက်ခိုင်းနေဒါပေမဲ့သူကဘယ်ဘယ် stack ကိုပဲအလုပ်လုပ်သွားတော့ဆိုတော့ပထမဆုံးအနေနဲ့ဟောဒီအဲပေါ့နော်ဒီထဲမှာဘာပါရာမီတာမှမပါတဲ့ stack ကိုပဲအလုပ်လုပ်သွားမှာဖြစ်ပါတယ် ဲ့တော့တကယ်လို့ဒါပေါ့ကျွန်တော်ဒီထဲမှာအဲ30လို့ထည့်လိုက်မယ်ဆိုရင်ကြတော့ဘယ်ဘယ်ပါရမီဘယ်မက်သတ်ကိုလုပ်လို့တော့မှာလို့ဆိုတော့ဟောဒီအောက်ကပါရမီတာပါဝင်နေ step ဆိုတဲ့ကောင်ကိုအလုပ်လုပ်တော့မှာဖြစ်ပါတယ်အဲ့ဒါကိုကျတော့အဲ့ဒီနီးစနစ်ကိုကျတော့ကျွန်တော်တို့ဘာလို့ခေါ်တော့ဆိုတော့ဘာကိုလုတ်တယ်လို့ခေါ်တော့ဆိုတော့ method overloading လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့ ဟိုကျွန်တော်တို့သိခဲ့ရတဲ့အနည်းစနစ်နှစ်ခုတွေ့ရပါပြီပထမတစ်ချက်က method overriding ပေါ့နော်ဒုတိယအခုလောက်တဲ့အနည်းစနစ်ကကျွန်တော် method overloading ဖြစ်ပါတယ် overriding ဆိုတာကကျွန်တော်တို့ဟောဒီ vehicle ဆိုတဲ့ state တဲ့ကပေါ့နော် method ဒီ state ဆိုတဲ့ method ကိုကျွန်တော်တို့ဟောဒီကျွန်တော်တို့ရဲ့ဒီ car ဆိုတဲ့ method method နဲ့ပေါ့နော် override လောက်လိုက်ခြင်းဖြစ်ပါတယ်ထပ်ပြီးတော့အုပ်လိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်ဒါကို overriding လို့ခေါ်တယ်အခု overloading ကကျွန်တော်တို့ မတ်တပ်တွေကိုဘောနော်အများကြီးထပ်ထပ်ပြီးတော့အသုံးပြုခြင်းဖြစ်ပါတယ်အဲ့ဒီအသုံးပြုခြင်းကို overloading လုပ်တယ်လို့ခေါ်ပါတယ်ကဲပြီအဲ့တော့ကျွန်တော်ဒီမှာ run ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘောနော် car is moving ဆိုတဲ့စာရေးကိုပဲကျွန်တော်တို့ဆယ်က run သွားတာကိုတွေ့ရပါတယ်ဘောနော်ကျွန်တော်အဲ့တော့အခါတရ run နေတယ်ဆိုရင်လည်းဒီမှာတရထည့်လိုက်ရင်အခါတရ run သွားမယ်ဘောနော်အဲ့တော့ကျွန်တော်ဒါကကျွန်တော်တို့ polymorphism ရဲ့အခြေခံသဘောတရားပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဘောနော် java မှာဆိုရင်ကျွန်တော်တို့ရဲ့ class တွေကိုအမျိုးမျိုး အဖုံပုံပေါ့နော်မတ်သက်တွေကိုလည်းအမျိုးမျိုးပုံပုံပြောင်းလဲပြီးတော့အသုံးချလို့ရပါတယ်အဲ့ဒီပြောင်းလဲလို့အသုံးချလို့ရတဲ့နီးစနစ်ကိုပိုလီမိုဖစ်ဇင်လို့ခေါ်ခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့အားလုံးနားလဲသဘောပေါက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ကြတာပေါ့ကျွန်တော်လက်တွေ့ project တွေလည်းဆက်လက်ပြီးတော့လုပ်ကြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်